KNY ရဲ့မေလအတွင်း PSMN စနစ်ဖြင့်ဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNY ပြည်နယ်လွှဲကော်မျိုးတွေကိုပြောင်းဝင်လာတဲ့သူတွေနဲ့စက်ကောင်စီ case scan တွေကိုဖျက်ဆီးသွားလာရသူတွေကိုပတ်ပုံနဲ့တောင်းပြီးဆက်ထဲကိုထိုးစေရင်ကနေဖမ်းဆီးခံရသူတွေရှိလာပါတယ်။ မေလ22ရက်နဲ့23ရက်နေ့မှာဒီမော့ဆုမြို့နယ်ကစစ်ကောင်စီတပ်စခန်းရှိရာကန်89ဂျီဂိတ်မှာတပ်ပနှစ်ယောက်ဆရာမတစ်ယောက်နဲ့လူငယ်တစ်ယောက်တို့ကိုမှတ်ပုံတင် PSMN စနစ်နဲ့ဆက်စစ်ပြီးတဲ့နောက်ဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူရဲ့အတိမိတ်ဆွေကသူတို့ကနေရာတိုင်းမှာစစ်တယ်မှတ်ပုံတင်ထိုးဆေးလိုက်ရင် KB ဘာနာမည်နဲ့ဖွင့်ထားလဲဆိုတာပေါ်တယ်။အဲဒါကြောင့်ခီးသွားရင် KB ကိုမသုံးသင့်တော့ဘူး။ဆရာမတစ်ယောက်လည်းဖမ်းမိတယ်။ဒီလားထဲမှာ PDF စီလှူထားတဲ့ပုံစံမျိုးနဲ့ဟိုတနေ့ကလည်းတပ်ပနှစ်ယောက်ဖမ်းသွားတယ်။အဲဒါတွေက yes ကမ်းမှာပဲထားတာ။ သူတို့စီကနေတရင်နိုင်နေရလို့ပြောရလို့ပြောလာပါတယ်။မက်စလာလောက်ကစပြီးမျိုးပြကစက်ကောင်စီစိုးမိုးရနေရဒေတာတွေမှာ BSMS စနစ်ကိုအသုံးပြုပြီးဖက်စီခဲ့တဲ့အမှုတွေအဖြစ်တိုင်းရင်းသားဒေတာတွေမှာလည်းအဲ့ဒီစနစ်ကိုအသုံးပြုပြီးဖက်စီရတွေရှိနေပါတယ်။ပြည်နီမှာဖက်စီထားသူတွေကို Google Yes ခန်းထဲမှာတင်ထားပြီးတရင်အချက်လက်ရယူရတွေရှိနေတယ်လို့သိရပါတယ်။မြို့ဦးလုံးကျုံကြီးမှာ ASH ကအဓိကခီးသွားလာတာအပြင်သွားလိုက်ရမှာ GPU site ပေါ်ပါ ကိုတော့မဲ့လမ်းမှာဘာတွေရှိလဲဘလိုမျိုးခြေနေတွေရှိလဲချက်ပွိုင်တွေရှိလားစစ်စဲမှုတွေဖန်ဆင်းမှုတွေဘလောက်တင်းတင်းကြပ်ကြပ်လုပ်နေလဲစရာတွေကိုအရင်သိအောင်လုပ်ပြီးမှသွားလာဖို့လိုတယ်တက်တက်ကြွကြွလှုပ်ရှားသူတွေအနေနဲ့ဆိုရင်တော့ပို့ပြီးတော့အထူးကူဆိုင်တယ်လို့ပြောလာပါတယ်နေမစင်းပါနေရမျိုးတွေထုတ်ပြန်ထားတဲ့အထက်ပါနေရမျိုးတွေလည်းဖြစ်နိုင်ပါတယ်တော်လိုင်းရေးအတော့ပဲဖြစ်ဖြစ်လူတက်မှုတွေပြုလုပ်တဲ့အခါမိုဘိုင်းဘန်ကင်းတွေကနေတဆင့်ငွေချေးပြောင်းလဲ ဝကြီးလွှဲပြောင်းမှုပြုလုပ်တာတွေဆိုရင်လည်းအထူးကူစိုက်ဖို့လိုပါတယ်။ပြည်တွင်းပြည်ဝလှုပ်ရှားသွားလာတာတွေဆိုရင်လည်းဟိုတယ်တွေတဲတာကအစတိုးတိုးတိတ်တိတ်နဲ့သွားလာလှုပ်ရှားနိုင်ရင်တော့အကောင်းဆုံးပဲလို့ပြောလာပါတယ်။ဆိုရှယ်မီဒီယာအနေနဲ့စောင့်ကြည့်လေ့လာမှုတွေရှိနေရဖြစ်တဲ့အတွက်တုံးနေဆိုရင်တက်နိုင်တဲ့နာမည်ရင်းနဲ့မတုံးဖို့ မဖြစ်မနေနာမည်အရင်သုံးရရင်လဲလုံချိုရင်းနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်တွေအထုခရုစိုက်ပြီးစတင်တွေချိန်ညှိထားဖို့လိုပါတယ်။ကိုရေးခေါ်တာချက်လက်ကာကွယ်ရေးနည်းစနစ်တွေကိုတည်တည်ချာချာဆောင်ရွက်ထားပြီးမှသုံးဖို့ဒါ review လုပ်ဖို့ကြံပေးကြပါလေလို့ပြောလာပါတယ်။ KNY ကလည်း match လောက်လောက်ကဖန်ဆီးခံရသူတွေရှိနေပေမဲ့ internet အခက်ခဲ lucky အခက်ခဲတွေကြောင့်အရေးအတွက်အတိအကျတည်ရဖို့ဆက်လက်ဆောင်ရွက်နေပါတယ်။စက်တက်ကမြန်မာနိုင်ငံအနှံပြားမှာ match လကနေမေလတွင် PSMS စနစ်ကိုအသုံးပြုပြီးဖန်ဆီးထိသိမ်းထားသူ ထောက်ချပါကျော်ရှိနေပြီလို့စစ်တပ်ဝါဒဖြန့်မီဒီယာတို့မှဖော်ပြထားပါတယ်